ရင်္ဂလာပါပရိသတ်ကြီးခင်ဗျာကျွန်တော်တို့ရဲ့နေဝင်သစ် YouTube Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တင်မဝါကိုအမှန်တကယ်ပြောင်းလဲပေးနိုင်မယ့်လှုပ်ဝက်ချက်တစ်ခုအကြောင်းကိုဖော်ထုတ်ပြသသွားမှာပဲဖြစ်ပါတယ်ဒါကတော့မသိစိတ်ရဲ့စွမ်းအားဖြင့်လိုချင်တာတွေရအောင်လုပ်နည်းဆိုတဲ့ခေါင်းစဉ်နဲ့တင်ဆက်ပေးသွားမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တော်တို့တွေရဲ့နေ့စဉ်ဘဝမှာအမြဲတမ်းတနေတဲ့အရာတွေရှိပါတယ်အောင်မြင်မှုတွေပျော်ရွှင်မှုကြမ်းမာရေးဒါမှမဟုတ်ရင်ငွေကြေးပြည့်စုံမှုတွေပေါ့ ဒီအရာတွေကိုအရောက်လှမ်းနိုင်ဖို့တခါတည်းရံမှာဘာကြောင့်ဒီလောက်တောင်ခက်ခဲနေရတာလဲအဖြစ်ရတော့တင့်ရဲ့အတွင်းစိတ်ထဲမှာနက်နက်ဆိုင်ဆိုင်ဟွက်ထားတဲ့မမြင်ရတဲ့စွမ်းအားတစ်ခုဖြစ်တဲ့မသိစိတ်ထဲမှာတည်ရှိလို့နေပါတယ်ဒီဗီဒီယိုကိုညာတိုင်းနားထောင်ခြင်းအပြင်တင့်ရဲ့မသိစိတ်ကိုအတင်းလိုချင်တဲ့အရာတွေကိုရရှိနိုင်ဖို့ဘလိုပရိုဂရမ်တွေလုပ်ရမလဲဆိုတဲ့နီးလန့်နေဖို့တင်ယူနိုင်မှာပဲဖြစ်ပါတယ်တင့်ရဲ့အိပ်စက်ခြင်းကိုတင်လိုချင်တဲ့ဘဝကိုဖန်တီးပေးနိုင်မဲ့အစွမ်းတက်ကရိယာတစ်ခုအဖြစ်နဲ့ပြောင်းလဲလိုက်ပါ ျွန်တော်တို့တွေရဲ့စိတ်ကိုရေခဲတောင်ကြီးတစ်ခုနဲ့နှိုင်းရှင်ကြီးနိုင်ပါတယ်ရေခဲတောင်ပေါ်မှာပေါ်နေတဲ့အစွန်ဖြားလေးဟာကျွန်တော်တို့တွေရဲ့တတိရှိစိတ်ပါကျွန်တော်တို့တွေနေ့စဉ်တွေးတောနေတဲ့အတွေးတွေဆုံးဖြတ်ချက်တွေခံစားချက်တွေဟာတတိရှိစိတ်ရဲ့လှုပ်ဆောင်မှုတွေပဲဖြစ်ပါတယ်ဒါပေမဲ့ရေအောက်မှာဖွက်ထားတဲ့အေယာမရေခဲတောင်ကြီးကြတော့ကျွန်တော်တို့တွေရဲ့မတိစိတ်ပဲဖြစ်ပါတယ် မသိစိတ်ထဲမှာကျွန်တော်တို့တွေရဲ့အတိတ်ဘဝကအမှတ်တရတွေယုံကြည်မှုစနစ်တွေအလေးအကျင့်တွေဒါမှမဟုတ်ရင်ကန့်သက်ထားတဲ့အတွေးအခေါ်အားလုံးကိုသိသိထားပါတယ်ကျွန်တော်တို့တွေရဲ့အပြုမှုအများစုကိုဒီမသိစိတ်ကနေလာတဲ့အချက်ပြမှုတွေကလွှမ်းမိုးနေတတ်ပါတယ်ဥပမာအားဖြင့်သင်မသိစိတ်ကနေကိုကိုကိုငါမအောင်မြင်နိုင်တော့ဘူးလို့ယုံကြည်ထားတယ်ဆိုရင်သင်ကဘလောက်စူးစမ်းစူးစမ်းအောင်မြင်ဖို့ကခက်ခဲနေပါပဲဖြစ်ပါတယ် ။သိပ္ပံနီးကြားအဖြစ်လဲကျွန်တော်တို့အုံနောက်ကို neuroplasticity ကြောင့်ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အုံနောက်အာယုံကြောတွေဟာအတွေ့အကြုံအသစ်တွေနဲ့အသွေးအကော်အသစ်တွေကြောင့်အဆက်အသွယ်အသစ်တွေဖန်နီးနိုင်နေဆိုတာကိုဆိုလိုပါတယ်။ဒါကြောင့်သိရင်မသိစိတ်ထဲမှာအကန့်အသတ်ရှိနေတဲ့ယုံကြည်မှုတွေကိုပြောင်းလဲပြစ်ပြီးတော့အောင်မြင်မှုတွေနဲ့ပျော်ရွှင်မှုတွေကိုဦးတည်တဲ့ယုံကြည်မှုအသစ်တွေနဲ့အစားထိုးနိုင်ပါတယ်။ တင်းရယ်မတိစိတ်ဟာဒီအချက်လက်တွေကိုဝေဖန်စမ်းစစ်ခြင်းမရှိဘဲနဲ့တိုက်ရိုက်လက်ခံတတ်တဲ့သဘာဝရှိပါတယ်။ဒါကြောင့်ဒီစွမ်းအားတွေကိုနားလည်ပြီးတော့မှန်ကန်စွာအသုံးပြုတတ်ဖို့ကတော့လွန်စွာအရေးကြီးပါတယ်။ ကျွန်တော်တို့တွေရဲ့စိတ်ဟာနေ့စဉ်နဲ့အမျှပတ်ဝန်းကျင်ကရရှိတဲ့အချက်လက်တွေနဲ့အကြံပြုချက်တွေကိုလက်ခံနေပါတယ်။စိတ်ပညာမှာ pastoration လို့ခေါ်တဲ့စီယုံဆွဲဆောင်မှုဟာလူရဲ့စိတ်ကိုဘယ်လိုလွှမ်းမိုးနိုင်လဲဆိုတာကိုလေ့လာနိုင်ပါတယ်။ဒီနေရာမှာကျွန်တော်တို့တွေ depth psychology လို့ခေါ်တဲ့နက်နဲတဲ့လူစိတ်ကိုနားလည်ခြင်းရဲ့နည်းလမ်းတွေကိုအသုံးပြုပြီးတော့ကိုယ့်ကိုယ်ကိုအသွင်းစိတ်ကိုလွှမ်းမိုးနိုင်ဖို့ကိုယ့်ရဲ့မသိစိတ်ကိုပြောင်းလဲပြင်နိုင်ဖို့အသုံးပြုမှာပဲဖြစ်ပါတယ်။ ဒါဟာသူတဘွားကိုထိန်းချုပ်နိုင်မှုမဟုတ်ဘဲနဲ့ကိုကိုကိုထိန်းချုပ်နိုင်မှုကိုရဲ့စွမ်းအားတွေကိုပြန်လည်ရယူဖို့ပဲဖြစ်ပါတယ်ကျွန်တော်တို့တွေရဲ့အုံနောက်မှာမတူညီတဲ့အလုပ်လှုပ်ဆောင်ပုံတွေကိုပြသတဲ့လှိုင်းနှုံးတွေတရှိပါတယ်အဲ့ဒါတွေကတော့ Peter Alpha Theater နဲ့ Data လှိုင်းတွေပဲဖြစ်ပါတယ်ကျွန်တော်တို့တွေနေ့စဉ်노ကြားနေတဲ့အချိန်မှာ Peter Line အများစုဟာလှုပ်ရှားနေပြီးတော့ကျွန်တော်တို့တွေရဲ့စိတ်ဟာအငြင်းတန်းဝေဖန်ဆန်းစစ်နေတတ်ပါတယ် ါပေမဲ့ကျွန်တော်တို့အနားယူလိုက်တဲ့အခါဒါမှမဟုတ်တရားထိုင်လိုက်တဲ့အခါ alpha line တွေပေါ်ထွက်လာပြီးတော့အိပျော်ကန်နီတို့မဟုတ်노ထကန်နီဒါမှမဟုတ်နတ်ရှိုင်းနဲ့တရားထိုင်တဲ့အခါမှာတော့တီတာ line တွေဟာပေါ်ထွက်လာတတ်ပါတယ်ဒီ alpha နဲ့တီတာ line တွေဟာတင်းရင်မသိစိတ်ရဲ့တကားပေါက်တွေပဲဖြစ်ပါတယ် ဒီအချိန်မှာတင်းရဲ့စိတ်ဟာပွင့်လင်းနေပြီးတော့အကြံပြုချက်တွေကိုပုံမလက်ခံနိုင်တဲ့အခြေအနေကိုရောက်ရှိနေတတ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုကိုညာတိုင်းအိယာဝန်ကန်နေနားထောင်ဖို့ကျွန်တော်အကြံပြုချင်တာပါ။ဒါမှမဟုတ်လည်းတရားထိုင်နေတော့နားထောင်လို့လည်းရပါတယ်။ဒီအချိန်ဟာတင်းရဲ့အုံနောက်လိုင်းတွေဟာအဖာနဲ့တီတာအခြေအနေတွေကိုရောက်ရှိနေပြီးတော့တင်းရဲ့မတိစိတ်တွေကိုလိုချင်တဲ့ program တွေကိုထည့်သွင်းနိုင်ဖို့အကောင်းဆုံးသောအချိန်လည်းဖြစ်ပါတယ်။ ထက်ကတလဲလေနားထောင်ခြင်းဟာတင့်ရဲ့စန္ဒတွေကိုမတိစိတ်ထဲမှာနက်နက်ရှိုင်ရှိုင်ဆွဲမြဲသွားစေဖို့ကူညီပေးပါလိမ့်မယ်။ဒီလိုမတိစိတ်ရဲ့စွာအားတွေကိုအသုံးပြုခြင်းဟာရှေးအောင်ဝိညာဉ်ရေးရဆိုင်ရာအစဉ်လာတွေနဲ့လည်းနက်နက်ရှိုင်ရှိုင်ဆက်ဆက်လို့နေပါလေ။စွဲရနီးအောင်မှာ law of attraction ဟာလည်းကျွန်တော်တို့တွေးတောနေတဲ့အတွေးတွေခံစားချက်တွေဟာကျွန်တော်တို့ရဲ့ဘဝကိုဆွဲဆောင်နိုင်တယ်လို့တတ်သိပြခဲ့ပါတယ်။တင်သွေးသမျှတင်ယုံကြည်သမျှတွေဟာတင်ရဲ့လက်တွေ့ဘဝမှာတကယ်ကြီးကိုဖြစ်လာနိုင်ပါတယ်။ ဲ့လိုပဲကျွန်တော်တို့တွေရဲ့မသိစိတ်အား higher self ဒါမှမဟုတ်ရင်မြင့်မြတ်တဲ့ကိုယ်ပိုင်စိတ်နဲ့လည်းချိတ်ဆက်နေတယ်လို့ဝိညာဉ်ရေးရာဆိုင်ရာတွေမှာယုံကြည်ကြပါတယ်။ဒီလော်ကနေစัจ java ရာရဲ့ဉာဏ်ပညာနဲ့အနတ္တဖြစ်နိုင်ခြေတွေကိုကျွန်တော်တို့ဟာရရှိလို့လာနိုင်ပါတယ်။သင်လိုချင်တာတွေရရှိနိုင်ဖို့ဆိုတာသင်ဘလောက်ရခြင်းလဲဆိုတာတက်သင်ဘလောက်ယုံကြည်မှုရှိလဲဆိုတာကပို့ပြီးတော့အရေးကြီးပါတယ်။ဒါကြောင့်မို့ဒီနေရာမှာယုံကြည်မှုကအင်မတန်မှဟုအရေးပါလာခဲ့ပါတယ်။ ကောင်းပါပြီအခုဆိုရင်တင်းရမတိစိတ်ကိုတင်းအမှန်တကယ်လိုချင်တဲ့အရာတွေကိုရရှိစေနိုင်ဖို့ program လုပ်ရမယ့်အချိန်ကို ရောက်ရှိလို့လာပါပြီဒီဘိုင်းကိုညာတိုင်းအိယာမဝင်ခင်အိယာပေါ်မှာဒါမှမဟုတ်ရင်တက်တော့တက်တာဖြစ်တဲ့နေရာတစ်ခုမှာနားထောင်ဖို့အထူးအကြံပြုချင်ပါတယ်ပဝင်းရှင်ကတိတ်စိတ်ငြိမ်သက်နေဖို့တော့လိုပါတယ်တင်းကိုအနောက်ရက်ဖြစ်နိုင်စေမယ့်အရာတွေကိုလည်းပိတ်ထားပေးဖို့နဲ့မီးတွေပါတွေကိုပါပိတ်ထားပေးဖို့အကြံပြုလိုပါတယ် ညင်သာစွာတက်တော့တက်တာလှဲလျောင်းလိုက်ပါဒါမှမဟုတ်ရင်ထိုင်လိုက်ပါမျက်လုံးကို ဖြည်းဖြည်းချင်းမှိတ်လိုက်ပါတင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အခုချိန်ကစပြီးတော့အပြည့်အဝဖြည်လျော့ထားလိုက်ပါတင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို အခုချိန်ကစပြီးတော့အပြည့်အဝဖြည်လျော့ထားမှာဖြစ်ပါတယ်တင်းရဲ့စိတ်ထဲကနေအပြင်ကအရာအားလုံးကိုခဏလောက်ဖြစ်ဖြစ်မေ့ထားလိုက်ပါအပြင်ကအရာအားလုံးနဲ့ခဏလောက်ဖြစ်ဖြစ်အဆက်အသွယ်ဖြတ်ထားလိုက်ပါ ။တင်းရဲ့စိတ်ကိုအခုကျွန်တော်ပြောနေတာဟိုပဲစိတ်ထဲမှာအာယုံစိုက်ပြီးတော့နားထောင်လိုက်ပါ။အပြင်ကအရာတွေကိုအဆက်အသွယ်ဖြတ်ပြီးတော့ကျွန်တော်ပြောနေတဲ့အရာကိုပဲအာယုံစူးစိုက်ပြီးတော့တည်တည်ချာချာလေးနားထောင်လိုက်ပါ။တင်းရဲ့ခြေပြားလေးတွေကစပြီးတော့တင်းမာမှုအလုံးကိုလွှတ်ချလိုက်ပါ။ပြီးရင်ခြေသလုံးတွေပေါင်တွေခါးတွေဝမ်းပိုက်တွေပခုံးတွေ တဖြည်းဖြည်းနဲ့အပေါ်တက်လာပြီးတော့တင်းမာနေတဲ့ကြွက်သားတစ်ခုချင်းစီတိုင်းကိုဖြည့်လျော့ပေးပါတင်းမာနေတဲ့ကြွက်သားတစ်ခုချင်းစီတိုင်းကို အာယုံစားပြီးတော့ဖြည့်လျော့ပေးလိုက်ပါလက်မောင်းတွေလက်ဖြတ်တွေလက်ချောင်းလေးတွေကစပြီးတော့အားလုံးကိုဖြည့်လျော့ထားလိုက်ပါဘာမှမတည်ထားပါနဲ့တင်းရဲ့ခန္ဓာကိုယ်ဟာအဲ့လိုဖြည့်လျော့လိုက်ခြင်းအပြင်တဖြည်းဖြည်းနဲ့ပော့ပါပြီးတော့နေလို့ကောင်းလာပါလိမ့်မယ်ငြိမ်းချမ်းလာပါလိမ့်မယ် ရာအားလုံးကိုလွတ်ချကြည့်ပါလွတ်ချလိုက်တယ်ဆိုရင်တင်းရဲ့ခန္ဓာကိုယ်ကြီးဟာတပြေးပြေးနဲ့ပေါ်ပါလာပြီးတော့နေလို့ကောင်းလာပါလိမ့်မယ်တင်းရဲ့လေပင်ဟာကြွက်သားတွေမျက်နှာကြွက်သားတွေမျက်ခုံတွေအားလုံးကိုလည်းဖြည့်လျော့ပေးလိုက်ပါတပြေးပြေးနဲ့တင်းခန္ဓာကိုယ်ကြီးအားပေါ်ပါနှွေနှောင်းပြီးတော့နေလို့ကောင်းလာပါလိမ့်မယ်တင်းခန္ဓာကိုယ်ကြီးဟာတပြေးပြေးနဲ့ပေါ်ပါနှွေနှောင်းပြီးတော့နေလို့ကောင်းလာပါလိမ့်မယ် အရာအလုံးကိုပော့ပော့ပပါလီပဲနေလိုက်ပါအရာအလုံးကိုလွတ်ကျထားလိုက်ပါအခုအချိန်မှာတော့တင်းရဲ့အသက်ရှူမှုကိုအာရုံစိုက်လိုက်ပါနှာခေါင်းဝါကဖြည်းဖြည်းချင်းနဲ့နက်နက်ရှိုင်းရှိုင်းရှူသွင်းလိုက်ပါဘိုက်ကဖောင်းလာတာကိုခံစားရမှာဖြစ်ပါတယ်ပြီးွားရင်တော့ဖြည်းဖြည်းချင်းနဲ့ရှူထုတ်လိုက်ပါအဲ့လိုမျိုးရှူသွင်းတာတွေရှူထုတ်တာကိုထပ်ခါတလဲလဲလုပ်ပေးလိုက်ပါ ရှူထုတ်လိုက်တဲ့အခါဝမ်းပိုက်ပြန်ကျသွားတာကိုခံစားကြည့်ပါအဲ့လိုမျိုးလေကိုရှူသွင်းရှူထုတ်ခဏလောက်ဖြစ်ဖြစ်ပြုတ်လုပေးပါအဲ့လိုမျိုးလေရှူနေတဲ့အတွင်းမှာလေတင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးအားပေါ့ပါနှွယ်နှောင်းပြီးတော့နေလို့ကောင်းလာတယ်ဆိုပြီးတော့စိတ်ထဲကတွေးပေးနေပါတင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဘာကိုမှအာယုံမဆိုင်ထားပါနဲ့တော့တင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကပေါ့ပါပြီးတော့အလွန်အမတန်နေလို့ကောင်းနေပါပြီ။ ။တင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးအားပေါ်ပါးနှွေးနှောင်းပြီးတော့အလွန်အင်မတန်နေလို့ကောင်းနေပါပြီ။တဖြည်းဖြည်းနဲ့ခန္ဓာကိုယ်ကြီးအားပြော့ကျသွားပါလိမ့်မယ်။ဒါဆိုရင်တင်းအားပြေလျော့ခြင်းအဆင့်ကိုလှုပ်လှုပ်ပြီးသွားပါပြီ။အတက်ကိုလည်းပုံမှန်ရှူသွင်းရှူထုတ်လုပ်နေပါအဲ့လိုလုပ်ခြင်းအပြည့်တင်းရဲ့စိတ်ကပုံမူတည်ငြိမ်လာပါလိမ့်မယ်တင်းရဲ့စိတ်ကပုံမူပြီးတော့တည်ငြိမ်လာပါလိမ့်မယ်တင်းရဲ့စိတ်ကပုံမူပြီးတော့တည်ငြိမ်လာပါလိမ့်မယ် အဲ့တော့ကြောင့်ပြင်ရဲ့အုံနောက်လိုင်းတွေဟာတည်ငြိမ်နေတဲ့ Eva ဒါမှမဟုတ်ရင်ပို့ပြီးတော့တည်ငြိမ်တဲ့တိတာအခြေအနေကိုတပြေးပြေးနဲ့ရောက်ရှိလို့လာပါပြီ။အဲ့လိုမျိုးရောက်ရှိလာတာနဲ့တင်းရဲ့မတီးစိတ်ရဲ့တကားတွေဟာတပြေးပြေးပွင့်လို့လာပါပြီ။တင်းရဲ့မတီးစိတ်ရဲ့တကားတွေဟာတပြေးပြေးပွင့်လာပါပြီ။တင်းရဲ့မတီးစိတ်ရဲ့တကားတွေဟာတပြေးပြေးပွင့်လာပါပြီ။ အခုဆိုရင်ကျွန်တော်ပြောတာဟိုသင်မတိစိတ်ထဲမှာတစ်ပြေးပြေးနဲ့အာယုံခံကြည့်ပါသင်ရဲ့အာယုံထဲမှာမျက်စိနဲ့မြင်ရတဲ့လမ်းကြောင်းလေးတစ်ခုကိုမြင်အောင်ကြည့်လိုက်ပါတိတ်ကိုလှပတဲ့လမ်းကြောင်းလေးတစ်ခုကိုမြင်အောင်ကြည့်လိုက်ပါသင်ရဲ့အာယုံထဲမှာတိတ်ကိုလှပတဲ့လမ်းကြောင်းလေးတစ်ခုကိုမြင်အောင်ကြည့်လိုက်ပါမြင်အောင်ကြည့်လိုက်ပါ ဒီလမ်းကြောင်းလေးဟာအောက်ကိုတဖြည်းဖြည်းဆင်းသွားပြီးတော့တိတ်ဆိတ်ငြိမ်သက်တဲ့လုံခြုံနဲ့အလွန်အင်မတန်လှပတဲ့နေရာလေးစီကိုဦးတည်နေပါပြီ။အဲဒီလမ်းကြောင်းလေးကရင်တဖြည်းဖြည်းဆင်းသွားလိုက်မယ်ဆိုရင်တိတ်ဆိတ်နေမယ်လုံခြုံနေမယ်အလွန်အင်မတန်မှကိုလှပနေတဲ့နေရာလေးစီကိုဦးတည်နေပါပြီ။ ခြေလန်းတလန်းချင်းစီတိုင်းဟာတင့်ကိုပုံမနှရှိုင်းပြီးတော့ငိမ့်ချမ်းမှုရှိတဲ့နေရာလေးစီကိုခေါ်ဆောင်သွားမှာပဲဖြစ်ပါတယ်။တင်အားအဲ့ဒီနေရာလေးကိုခြေလန်းတလန်းချင်းစီတိုးပြီးတော့သွားရောက်လိုက်ပါ။ခြေလန်းတလန်းချင်းစီတိုးသွားကြနေရှိုင်းပြီးတော့ငိမ့်ချမ်းမှုတွေပြေဝနေတဲ့နေရာကိုအတင်အားရောက်ရှိသွားမှဖြစ်ပါရင်ခြေလန်းတလန်းထိုးလိုက်တိုင်းပို့ပြီးတော့နေရှိုင်းနေ ခြေလန်းတလန်းတိုးလိုက်တိုင်းပိုပြီးတော့ငင်းချမ်းနေအဲ့လိုအလိုအင်ပတန်ငင်းချမ်းတဲ့နေရာလေးစီကို ရောက်ရှိလို့သွားမှာဖြစ်ပါတယ်။အခုဆိုရင်တင်းရဲ့စိတ်ကအလိုအင်ပတန်နှဆိုင်ပြီးတော့ငင်းချမ်းနေတဲ့အခြေအနေကိုရောက်ရှိသွားပါပြီ။အခုဆိုရင်တင်းရဲ့စိတ်ကအလိုအင်ပတန်ငင်းချမ်းပြီးတော့နှဆိုင်နေတဲ့အခြေအနေကိုရောက်ရှိလို့သွားပါပြီ။ ဒါဆိုရင်တော့သင်လိုချင်တဲ့အရာတွေကိုအာရုံစိုက်လို့ရပါပြီ။သင်ပါရီလိုချင်နေရလေ။တဖြည်းဖြည်းနဲ့အာရုံစိုက်ကြည့်ပါ။သင်လိုချင်နေတဲ့အရာတွေကိုအာရုံစိုက်လို့ရပါပြီ။သင်အမှန်တကယ်လိုချင်နေတဲ့အရာတစ်ခုကို စိတ်ထဲမှာအာရုံဖြူလိုက်ပါ။သင်ဘဝမှာသင်အမှန်တကယ်လိုချင်နေတဲ့အရာတစ်ခုကိုအာရုံဖြူလိုက်ပါ။ အာယုံကိုအဲ့ဒီလိုချင်နေတဲ့အရာတစ်ခုမှပဲအာယုံစူးစူးဆိုင်ဆိုင်လေးအာယုံပြုတ်လိုက်ပါဒါကတင်းဘဝမှာအရေးကြီးဆုံးရည်မှန်းချက်လည်းဖြစ်နိုင်တယ်ဒီပုံရိပ်ကိုရှင်းလင်းပြတ်သားစွာမြင်အောင်ကြည့်ပါတင်းလိုချင်နေတဲ့အရာရဲ့ပုံရိပ်ကိုရှင်းလင်းပြတ်သားစွာမြင်အောင်ကြည့်ပါတဖြည်းဖြည်းနဲ့အာယုံထဲမှာတင်လိုခြင်းနဲ့ပုံရိပ်ကရှင်းလင်းပြတ်သားစွာမြင်အောင်လာပြီ။ တဖြည်းဖြည်းနဲ့တင်းရဲ့အာယုံထဲမှာတင်းလိုခြင်းနဲ့ပုံရိပ်ကရှင်းလင်းပြတ်သားစွာမြင်အောင်လာပါပြီ။ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားကြီးနဲ့ကိုမြင်အောင်လာပါပြီ။တင်းအဲ့ဒါကိုပိုင်ဆိုင်နေပြီ။တင်းအဲ့ဒါကိုပိုင်ဆိုင်နေပြီ။ရရှိနေပြီလို့မြင်အောင်လိုက်ပါ။တင်ဟာအဲ့ဒီအရာကိုပိုင်ဆိုင်သွားပြီရရှိသွားပြီလို့မြင်အောင်လိုက်ပါ။ဘာတွေမြင်ရမလဲ။အသေးစိတ်ကိုတင်မြင်အောင်ကြည့်ပါ။ တင်လို့ခြင်းတဲ့အရာရဲ့အယောင်တွေပုံသဏ္ဍာန်တွေအဲ့လိုမျိုးအသေးစိတ်အချက်အလက်လေးတွေကအစတင်မြင်အောင်ကြည့်လိုက်ပါတင်အာယုံတစ်ခုထဲမှာတင်အတွေးတွေအားလုံးထဲမှာတင်လို့ခြင်းတဲ့အရာတစ်ခုပဲရှိတော့တယ်အဲ့ဒီအရာကိုတင်ဟာပိုင်ဆိုင်နေပြီရရှိနေပြီတင်လို့ခြင်းနေတဲ့အရာကြီးကိုတင်ဟာပိုင်ဆိုင်နေပြီရရှိနေပြီ တင်လိုချင်တဲ့အရာလည်းတင်းရဲ့အာယုံထဲမှာချင်းလင်းပြတ်သားစွာပေါ်ပေါက်နေပြီအဲ့ဒါကိုတင်းရပိုင်ဆိုင်နေပြီ ရရှိနေပြီဘာတွေကြားနေရလဲအောင်မြင်မှုတွေပျော်ရွှင်မှုတွေရဲ့အတန်တွေလားလူတွေရဲ့ချီးကျူးတန်တွေလားလူတွေကတင်းကိုချီးကျူးနေကြတာလားဘယ်လိုခံစားနေရမလဲတင်းအခုလက်ရှိမှာဘယ်လိုခံစားနေရမလဲတင်းရဲ့ရင်ထဲမှာရှိနေတဲ့ခံစားချက်တွေ ပျော်ရွှင်မှုတွေလားကျေးဇူးတင်မှုတွေစိတ်ချမ်းသာမှုတွေယုံကြည်မှုတွေဒါမှမဟုတ်ရင်တင်လူချင်းနဲ့အရာကြီးကိုရသွားလို့ဂုံယူမှုတွေအဲ့ဒီခံစားမှုတွေကိုသင်ဟာအပြည့်အဝခံစားလိုက်ပါတင်လူချင်းနေတဲ့အရာကိုရရှိသွားလို့သင်ဟာဂုံယူနေတာလားပျော်ရွှင်နေတာလားဒါမှမဟုတ်ဒီစုံတဝူးကိုကျေးဇူးတင်နေတာလားဒါမှမဟုတ်စိတ်ချမ်းသာနေတာလား အဲ့လိုမျိုးလူကျင်တဲ့အရာကိုရရှိသွားလို့ဖြစ်ပေါ်နေတဲ့စိတ်ခံစားချက်တွေကိုအပြည့်အဝခံစားလိုက်ပါပျော်ရွှင်မှုတွေခံစားရတယ်ဆိုရင် သင်အခုပျော်လိုက်ပါဂုဏ်ယူမှုတွေခံစားနေရတယ်ဆိုလည်းသင်အခုခုံယူလိုက်ပါအဲ့ဒီစိတ်ခံစားချက်တွေကို သင်ဟာအပြည့်အဝကိုခံစားလိုက်ပါသင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးသင်ရဲ့စိတ်ဝိညာဉ်တစ်ခုလုံးဟာအဲ့ဒီခံစားချက်တွေနောက်ကို စီးမျောသွားပါစေ အဲ့ဒီခံစားမှုတွေနဲ့အပြည့်အဝပေါင်းစည်းလိုက်ပါတကယ်ကိုအခုပဲရရှိနေပြီလို့သင်ဟာယုံကြည်လိုက်ပါသင်အခုရရှိနေပါပြီသင်လိုချင်တာတွေအားလုံးသင်ဟာအခုရရှိနေပြီသင်လိုချင်သမျှအရာအားလုံးသင်ဟာအခုရရှိနေပြီယုံကြည်ပါယုံကြည်လိုက်ပါသင်ကိုယ်သင်ယုံကြည်လိုက်ပါ အခုကျွန်တော်ပြောနေတဲ့ဇကာအားလုံးကိုတင်းရဲ့မတိစိတ်တဲကိုနက်နက်ရှိုင်းရှိုင်းစီးဝင်သွားပါစေ။စိတ်တဲကနေလိုက်ပါရုပ်ဆောင်လို့လည်းရတယ်လို့အေးအေးဆေးဆေးနားထောင်လို့လည်းရပါရဲ့။ကျွန်တော်အခုပြောမယ့်ဇကလုံးတွေတိုင်းဟာတင်းရဲ့ခန္ဓာကိုတင်းရဲ့စိတ်ဝိညာဉ်တဲအထိစီးမျောသွားတယ်လို့မြင်အောင်ကြည့်ပါ။ငါဟာအောင်မြင်မှုတွေကိုဆွဲဆောင်နိုင်တဲ့တန်လိုက်တဲ့တစ်ခုပဲ။ ငါဟာအောင်မြင်မှုတွေကိုဆွဲဆောင်နိုင်တဲ့တန်လိုက်တဲ့တခုပဲငါရဲ့စိတ်ဟာအပြူသဘောဆောင်နဲ့စွမ်းအားတွေနဲ့ပြည့်နေတယ်ငါရဲ့ရည်မှန်းချက်တွေကိုဖန်တီးနိုင်စွမ်းရှိတယ်ငါရဲ့စိတ်ဟာအပြူသဘောဆောင်နဲ့စံနာတွေနဲ့ပြည့်နေတယ်ငါရဲ့ရည်မှန်းချက်တွေကိုဖန်တီးနိုင်စွမ်းရှိတယ်ငါနေတိုင်းနီလန်းပေါင်းစုံနဲ့ပုံမကောင်းမွန်လာတယ် အောင်မြင်မှုတွေကလည်းငါစီတဖြည်းဖြည်းရောက်လာနေတယ်။ငါနေတိုင်းနီလန်းပေါင်းစုံနဲ့တဖြည်းဖြည်းကောင်းမွန်လာတယ်။အောင်မြင်မှုတွေကလည်းငါစီကိုရောက်ရှိလို့နာနေတယ်။အဖေါ်ကပြောတယ်ခံစားချက်တွေနဲ့အောင်မြင်မှုတွေကိုတင်းရဲ့အိမ်မက်သေးအထိတည်ဆောင်သွားလိုက်ပါ။အခုဆိုရင်တင်အားအိတ်ဖို့ကိုအစင်းသိမ်းဖြစ်နေပါပြီအခုဆိုရင်တင်အားအိတ်ဖို့ကိုအစင်းသိမ်းဖြစ်နေပါပြီ တင်းရဲ့မသိစိတ်တစ်ခုလုံးဟာတင်းအိပ်ပျော်နေတဲ့အချိန်မှာတောင်တင်းရဲ့ဆန္ဒတွေကို ဖန်နှီးပေးဖို့လက်တွေ့ဘဝစီအကောင့်တွေပေါ်ပေးဖို့ကိုဆက်လက်ပြီးတော့လှုံ့ဆောင်နေပါလိမ့်မယ်။ညတိုင်းဒီဗီဒီယိုကို နားထောင်ခြင်းအဖြစ်တင်းဘဝဟာအံ့ဩစရာခေါင်းလောက်အောင်ပြောင်းလဲလာတာကိုတင်းတွေ့ရမှာဖြစ်ပါတယ်။အခုလုံခြုံစိတ်ချစွာအိဆက်အနားယူနိုင်ပါပြီ။